တမီတခုကြာတော်တော်များများတော်ဟိုလည်းလူဘယ်လိုပြောမလဲရွာဒီမှာဆိုရင်တော်တော်များများထမရီကိုကြိုက်ကြိုက်တောက်ကြိုက်ပူပူနွေ့နွေ့လို့ဆိုရင်တော့ဘူကောင်းတယ်ပေါ့နော်ဒါနည်းနည်းလေးအေးခံတာတော့နည်းနည်းလေးအေးအကျမ်းပါလေးနဲ့ညီညွတ်တဲ့ထမင်းမစားနိုင်လို့ချင်းမနေ့စောစောအထမင်းကိုတန်းနှိပ်ပြီးတာနဲ့ထမင်းလေးကိုစားလိခတ်ပြီးတော့တောက်လို့ရှင်ထမင်းလည်းစားနိုင်တယ် စီမံစီမံဝမ်းမှဖြစ်တယ်ပေါ့နော်တိတ်တော့နားမလည်ပါဘူးထမိုးတောက်လို့ရှင်ဘာဖြစ်တယ်ဆိုတော့တကယ်တော့အဓိကတော့ကျမ်းမာရေးနဲ့တင့်တော့ပါတယ်ရင်းတော့ဆိုလို့ရှင် ဟွာလို့ပြီးတော့သမညာငယ်ကြီးမရက်ထဲပြီးတော့တောက်တော့ခုတော့သမညာမကြံအောင်သမင်းကြော်ပလိုက်တာတောက်ကြည့်လားကောင်းပါလေစားလိခတ်ပြီးတောက်လို့ရှိရင်ဟင်းညမော်လေးနည်းနည်းထိုင်တော့ကောင်းတော့မဟဲ့ဒီလေငါလေမော့တော့อืม မော့တော်အများကြီးပဲတကယ်အေးတော်ပူပူလေးဆိုကောင်းတယ်စောင်းနှင်းဆိုပိုကောင်းတယ်ဒါစောင်းနှင်းစောင်းတွင်းစောင်းနှင်းဆိုမအေးဘူးနော်တိတ်ပြန်အေးတယ်မအေးဘူးအဲကျွန်တော်လည်းထမေးထမေးဘူးတောက်ဟူရဲဆိုရှိလားရှိလို့ရှင်အဲ ဘယ်လိုဟာတွေဖြစ်တယ်လဲဘယ်လိုဟာတွေကောင်းလို့ရှိတယ်လဲဆိုတာပြောခဲ့ပါပြောခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ကတော့တောက်ပါလေဒီနေ့မှတက်စားလိုက်အောင်မယ်ဒါပါလေတည်လားသာပါလေတိလာပဲနေနိုင်ရနဲ့ဘုံပေါင်းကြီးပါခင်ဗျာတကိုက်ကိုက်လဲ ကိုတိုင်းမုံပေါင်းဆိုလို့ချင်းအဖြူကြည့်ပဲနော်ပဲဒီလေးလင်းငယ်လေးနည်းနည်းလေးကြီးဖြန်းဒါကြတဲ့ပယ်နိုင်ရင်နဲ့မင်းဒီပဲစုပ်တိုင်းမနော်ပဲသေးချူလို့တမ်းတော့တော့လည်းထည့်တာဆုံးလား တခိုက်ခိုက်လိုက်လို့ရှင်ဘယ်တော့အပြည့်နှက်ခိုက်ဆိုပို့ဆိုဘယ်တော့ရင်ရောင်းတော်တော်နဲ့ဝါရတယ်နော်စိကစိကနော်

<laughs> 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 bao nhiêu rồi mà quá này nó đất đẹp là...